ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဝစတိုရီ YouTube Channel ရနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးစရာလေးတေစာရေးသားထားတဲ့ဒေစာနဲ့ဖုံးကြီးကဝေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရယ်။အသေးအသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ ဘေးနာနိုတီဘဲလေးုံလေးနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမပွင့်ဤပဲဖြစ်ပါတယ်ရှင်ဟေးငတ်တဲ့မင်းဖေဟိုနေ့ကတောင်းညက်နေရဲ့ဆိုညတင်တို့ပြောလို့ဟုတ်ပါကံဝေပြူစားတာကွာကံဝေကတရေကြီးနဲ့တက်ခိုင်းတာအဲ့ဟေးဒါဆိုရင်ကောလာဟာလာမဟုတ်ဘူးပေါ့ဒါနဲ့မင်းဖေကိုပြူစားတာဘာဦးဆိုတေရောတေကြလို့လားတေကြတာပေါ့ဟာသူကိုယ်တိုင်ငါတို့အိမ်မှာအလုပ်လုပ်ရတာ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောရုံမကောင်နည်းမဲပါထဲပြောသွားတာဟိပြီးတော့ကူပေးတဲ့ဆရာအကုန်ပြန်ယူခိုင်းတာပြန်ယူပြီးတော့ကျမ်းပြင်းနဲ့နှစ်ဖူးနဲ့တိုက်ပြီးတက်သေးသွားတာဘာဦးလဲနှစ်ဖူးဟတ်တက်ကွဲပြီးတော့တင်းနေတာပဲရဲတော်ခြေစလက်စရှာမရအောင်မို့လားဟေးဒီကောင်ကကိုယ့်ရဲ့ကျေးဇူးရှင်ကိုမှပြင်မရတယ်လို့အင်းမော်လေအောင်လန်းတွေကဝေရေးဆိုတာကောင်းတဲ့သူတွေမှမဟုတ်တာငတင်းတို့ပြောနေတာကိုဘေးကမဟာဆိုတဲ့ကာလသားကဝင်ပြီး အလက်ကားပါကွာ အောင်လန်းတွေအထက်လန်းတွေအယုံကြည်မရှိဘူးဖះဟောမှာမရှိဘူးကွာဟဲ့ရောင်မဟာမင်းမယုံရင် အပနေဖះဟောကျန်းတွေမှာပါတယ်ကွာဒါဆိုလဲဘယ်ကျန်းနဲ့မှပါလဲပြောလေမင်းမသာနှက်ဆက်အောင်ရှာလေကလန်းတိုက်မနေနဲ့ကလန်းတိုက်တာမဟုတ်ဘူးကွာမင်းတို့ကအယူလွဲနေကြတာစိတ်ကဖြစ်တာကွာအထက်လန်းအောင်လန်းဆိုတာတကယ်မရှိဘူးရှိတယ်ကွာမင်းမယုံရင်စရတော့သွားမင်းမင်းပြောသလိုရှိတယ်ဆိုရင်ငါ့ကိုတခုခုဖြစ်အောင်လုပ်ပြလေ လုံးပြစမှာမဟာမဟာမင်းဒုက္ခရောက်မယ်နော် အောင်လဲအထက်လမ်းမှာအထက်လမ်းကတီးခန့်နေအောင်လဲတွေရမရဘူးနော်မရရင်ငါ့ကိုလာလုံးပြလေအောင်လမ်းဆိုတာမြေကြီးအောက်မှာ လမ်းဖောက်ပြီးတော့နေတာလားဖဲ့အောင်နေထားလိုက်တော့လာလာလူစုခွဲကြတော့ငတိန်ကဝင်းမီးဖြန့်ဖြေးလိုက်မှအာလုံးလူစုကွဲသွားကြတယ်မဟာလဲအဲ့ဒီနေရာမှာအိမ်ကိုပြန်လာခဲ့ပါတယ်မဟာဆိုတာဘူးကလန့်ပြုံးလို့ ဆရာတော်ကပင်ချိန်နဲ့လိုက်ရရတဲ့အထိခရမတပါကိုကွင်ရမရှိလို့ခံယူထားသူဖြစ်ပါရဲ့ညကြတော့အရက်ဆိုင်သွားပြီးပြန်လာတော့လမ်းမှာဖြူလွားလွားအရေးတခုအရှိကဖြက်ကနေမြင်လိုက်တာမို့ဘဲခွေးမသားလဲကွာငါ့ကိုလာချောက်နေတာဘာဆောင်တရေမှအယုံကြည်မရှိဘူးတတိရှိငါအိမ်ကိုလိုက်ခဲ့ကြအဲ့ဒီလိုပင်တဖက်ပိတ်သူ တနေ့မှာတော့မဟာအစားစားခြင်းစိပြောင်းလာပြီးစားသမျှပြန်အမ်းတဲ့အထိနောက်တော့ရေးပေးမဝင်တော့ပင် ြန်အန်းကလူကပိန်လင်းချောက်ကက်လာတဲ့ရပ်ပိုင်းအတွင်ပိန်ချောက်လာတာမို့မိဘများက စေးစရာနဲ့မကူတော့ဘဲပယောကစရာနဲ့ကုမယ်လို့ဆိုတဲ့အခါမကူဘာပယောကမှမယုံကျောင်းဟာကျောင်းနေမကောင်းဖြစ်တာစေးစရာနဲ့ပဲကုမယ်အဲ့ဒီလိုညင်းဆန်နေတာကြောင့်မိဘများကတားပြည့်သူမတက်တာတာကိုမခံစားနိုင်တော့ဘဲဒီမှာငါသာမင်းပယောကစရာနဲ့မကူဘူးဆိုရင်မင်းပြန်တက်တာပြီးအစားပြန်စားနိုင်မှငါတို့လည်းစားမယ် မင်းမဆိုင်ငါလည်းမဆိုင်မဟာလည်းအကျက်ရိုက်သွားတော့လေပေယောကဆရာနဲ့မကူကျင်တဲ့အခါအစာကိုချိမ့်မိတ်ပြီးစားပါတယ်ဒါပေမဲ့စားပြီးမကြခင် ပြန်အံ့တာမို့ငါသားရဲ့အဖေတို့အမေတို့တနာပါအောင်မင်းဒီလိုဖြစ်နေတာအမေတို့ဘယ်ကြည့်ရမှာလဲညဆိုရင်လေအိမ်ထဲမှာဟိုနားရှိခနေဒီနားရှိခနေမြင်နေရတယ်သားရဲ့မဟာလေမိဘများမျက်ရည်ကြတာကိုမမြင်ကျင်တဲ့အခါလက်ခံလိုက်ရတယ်လက်မခံလို့လည်းမဖြစ် ညစုံအိတ်ခါနေရင်ရင်ဘတ်ပေါ်မှာအကောင်တကောင်တက်ဖိထားသလိုဟိုနားရိတ်ခနဲ့ဒီနားရိတ်ခနဲ့ကိုတိုင်းလေးမြင်ရပါတယ်ဒီလိုနဲ့တင်စားတို့ကိုပြင်ပြီးကုသဖို့ငတင်းကိုအကူကြီးတောင်းနေတော့တယ်အကိုကြီးအကိုငတင်းရဲ့အော်တန်းကြောင့်တင်စားနဲ့ခင်လွန်အပြင်ထွက်လာပြီးဟာငတင်းလာလေဝင်လာခဲ့ပြီရောဝင်လာပါပြီဗျာအနောက်ရှက်ဖြစ်မှာစိုးလို့ပါငတင်းရဲ့စကားကြောင့်ခင်လွန်မျက်နှာလေးရဲသွားပြီး အိမ်ထဲကိုပြင်းဝင်သွားပါတယ်တေးစလည်းငတင်းနဲ့အတော်ရင်းနှီးနေရမို့ဒီကောင်တော့ငါဇက်ပိုးပိတ်ရိုက်လိုက်ရငါမိမရှက်သွားပြီဟိဟိကျွန်တော်ကစတာပါကိစ္စရှိလို့ဗျတင်းစလည်းငတင်းစကားကိုစိတ်ဝင်စားဟန်နေမသိသလိုနဲ့ဘာကိစ္စလဲငတင်းရဲ့ပြောစမ်းမအောင်ဒီလိုဗျကျုပ်တို့ရွာမှာဘူးကလန့်တိုက်တက်တဲ့သူရှိတယ်သူ့နာမည်ကမဟာတဲ့အဲဒီကောင်ကအထက်လန်းအောင်လန်းဘာမှမယုံတရေသက်စီတော်မယုံဘူး ဲ့ဒါနဲ့ငါနဲ့ဘလို့ပတ်သက်လဲငတင်းပတ်သက်တဲ့အကိုကြီးအခုအကိုကဒီနေမှာဆရာတဆူပြစ်နေပြီလေအဲ့ဒါအကိုကိုကုဖို့ပင်ခိုင်းလိုက်တာမင်းပြောတော့အဲ့ဒီကောင်ကဘာမှမယုံဘူးဆိုအခုကူတော့ तू ကလက်ခံပါလားအစားတော့ तू ရဲ့မိဘတွေပြောတော့လက်မခံဘူး तू မိဘတွေရမျက်ရည်ခန့်ထိုးမှလက်ခံလိုက်တာအကိုပဲဟိုရောက်မှမေးကြည့်ပေါ့အေးကွာခေါ်ခိုင်းတာအခုလားအကိုအစဉ်ပြေတဲ့အချိန်မော့သူတို့ကတော့မြဲမြဲကူးစေကျင်နေတာ အေးကွာအခုလိုက်ခဲ့မယ်ဒါနဲ့သူတို့မိသားစုအခြေအနေရလူချမ်းသာတွေဗျဒီရွာရဲ့အချမ်းသာဆုံးစင်ရင်းဝင်တွေပဲမဟုတ်ဘူးငါမေးတာလူမှုဆက်ဆံရေးဟမာနကြီးလားဖော်ရွေးလားလို့မေးတာอืมသူတို့မိသားစုဟာပတ်စံရှိတော့လူရှင်းအောင်တော့နေတာပေါ့အဲ့ဒီမဟာဆိုတဲ့ကောင်ပဲဘူးကလန့်ကောင်อืมဒီလောက်ဆိုရင်ရပါပြီခင်လွှဲရင်အကိုစေးကူသွားလိုက်ဦးမယ်နော်တင်စားအဲ့ဒီလိုအော်ပြောလိုက်တော့အိမ်ထဲမှာခင်လွှဲကလည်း ဟုတ်အကူလို့ပြန်ဖြေပါရင်တေစာနဲ့ငက်တင်လေးစေကူဖို့အတွက်မဟာရုအိမ်ကိုရှောင်းလာရင်လမ်းမှာငက်တင်ကအကူကျုံမေးစရာရှိလို့စိတ်ဆိုးမလားမသိဘူးမေးရကောင်းလို့မမေးရကောင်းလို့နဲ့မေးတီးကျင်နေတာငါအထက်လန်းစရာလားအောင်လန်းစရာလားဆိုတာတီးကျင်နေတာမဟုတ်လားကျုံစိတ်ထဲကမေးကျင်နေတာအကူသိတယ်ဗောသိတယ်မေးရဲ့ကိုးစောင်းနဲ့ကိုတော့ငါမြင်ရတယ်သူပြောပြတာအကူပညာကိုလေးစားသွားပြီဗျာ မင်းတီးကျင်နေတာငါပြောပြမယ်ငါဟာအောင်လန်းစရာပဲအရင်ကပညာတွေစွန့်ခဲ့ဘူးတဲ့အထန်လန်းဝိစာကြီးပေးတဲ့ဓလုံးရဲ့အစွမ်းနဲ့ပညာတွေပြန်ရလာတာအဖြူအောင်လန်းအဖြစ်နဲ့ပေါ့ကွာအဲ့လိုအဖြူအမဲလဲရှိတာပဲလားသိရှိတာပေါ့ဟာအဓိကကွဲလွဲတာကရည်ရွယ်ချက်နဲ့လှုပ်ဆောင်ချက်ပဲပညာအတူတူပဲဩဒါနဲ့ကြောက်ကိုတကွက်လောက်သင်ပြပါလားတခုခုဆိုတုံးလို့ရအောင်လို့မင်းကဘာတက်ချင်တာလဲအဲ့လိုလဲမပြောတတ်ဘူး တရေပူးတာတွေဘာတွေတော့ထုတ်ချင်နေဟေးတရေတော့ကြောက်တယ်ဒီလောက်ကလွဲပါတယ်ဟာတရေပူးတာတွေမဟုတ်ဘူးပယောကပါကုလို့ရတယ်နီပြောပြမယ်မင်းမှတ်ထားကွာခြားတန်ဘူးနဲ့လက်တရိုးကိုသွေးပြီးတိုက်ရင် အပေးမှန်သမျှပျောက်တယ်ခြားတန်ဘူးဆိုတာခြားတက်နေတဲ့တန်ဘူးလားဝေးဘေးကခြားတက်နေတဲ့တန်ဘူးရမှာလေခြားတောင်မိုးထဲကခြားတန်ကိုပြောတာနှစ်ပေါင်းများစွာကြာသွားရင်ခြားတန်အင်ကတန်ဖြစ်လာရောအဲ့ဒါကိုပြောတာလေဩော် ဒီလိုသဘောပေါက်ပြီသဘောပေါက်ပြီဒါနဲ့လက်တရိုးကောလက်တရိုးပဲမလားဟုတ်ပါ နောက်ထပ်ပညာတွေသင်ပေးမယ်နောက်မှပေါ့အခုတော့အလုပ်စရာတွေအကြီးကြီးရှိနေတာပဲမဟုတ်လားဟုတ်ပါပြီဗျာဟောဟိုအိမ်ပဲအိမ်ကြီးမှာဟိန်းနေတာပဲမိသားစု9ယောက်ထဲနေတဲ့အိမ်နဲ့အယောက်90လောက်နေလို့ရတယ်ကဲငါတော့ဝိုင်းအဝမှာလုံးစရာရှိတယ်ငါကပါလာတယ်လို့သွားပြောလိုက်ပြီးမှပြန်လာခေါ်ဟုတ်ပြီဒါဆိုရင်ကြုတ်သွားပြောလိုက်မယ် အဲ့ဒီလိုပြောပြီးတော့ငတ်တင်လဲအိမ်ဝိုင်းထဲဝင်သွားပါတယ်တေးစားကခြံဝမှာရှိတဲ့တမပင်ပေါ်မှာထိုင်နေတဲ့တရေနှစ်ကောင်ကိုဟိုနှစ်ကောင်အနှိမ့်ဆက်ခံရပြီးတော့အသားမနာခြင်းအဲ့ဒီအတိုင်းနေမဟုတ်ရင်တူနဲ့ပိတ်ထုခိုင်းလိုက်မယ်ကြားလားတေးစားလည်းတရေနှစ်ကောင်ကိုပိတ်ဟောင်းလိုက်တော့တရေနှစ်ကောင်လည်းခေါင်းငိမ့်ပြီးပျောက်သွားပါတယ်တေးစားလည်းနတ်ဆိုးများကိုခြံပက်လေအတွင်းမှာဝိုင်းရံထားပြီးကဝေးစက်များကိုချုပ်ထားပါတယ် အဲ့ဒီအချိန်ငတ်တေရောက်လာပြီ အကိုကြီးပြောပြီးသွားပြီအထဲမှလေလိုအပ်တာလုပ်ပြီးသွားပြီ လာအထဲဝင်ရအောင်တေစားနဲ့ငတ်တေလည်းအိမ်ထဲကိုဝင်သွားပြီးနောက်အိမ်ဦးခန်းထဲမှာလင်မယားနှစ်ယောက်နဲ့မိမဲပြိုလေးနှစ်ယောက်အပြင်အိယာထဲလဲနေတဲ့ယောက်ျားတစ်ယောက်ပါရှိနေပါတယ်အိမ်ရှင်ဦးလေးကြီးကဦးနဲ့မယားညတင်းလို့ခေါ်ပါတယ်ဒါကဦးဇနီးဒီဟာဦးသမီးနှစ်ယောက်ပါဒါကဦးရဲ့အသားအကြီးဆုံးမဟာရက်ကွယ်ဟုတ်ပါပြီ ကျုံနဲ့မေယာတင်းစပါရှမ်းပြည်ကနေအကြောင်းတစ်ခုကြောင့်ရောက်လာတာပါအခုဦးလေးတို့တောင်းကူဖို့အတွက်ဦးလေးတို့မိသားစုကလက်ခံလာလက်ခံပါတယ်ကွယ်လက်ခံပါတယ်ငါတို့အစင်ပြေသလိုသာလုပ်ပါလေဟုတ်ပါပြီဒါဆိုရင်လေအခုပဲစပြီးတော့ကူးလိုက်ကြတာပေါ့မဟာဆိုတော့ကြာတာပရိသားလားဟုတ်ပါတယ်ကြာတာပရိသားပါဒါနဲ့ကတော်ဝဲတွေပါတွေလိုသေးလားငါတို့မလိုပါဘူးဖះမှာတော့စီမီလေးကပ်ပေးပါတိန်ဆလေအဲ့ဒီလိုပြောလိုက်တော့ မိမက်ပြိုလေးနှစ်ယောက်လည်းဖះကျောင်းဆောင်ကိုအမွေးထိုင်ဖះနိုင်များကတ်လူပေးကြပါတယ်။အဲ့ဒီနောက်တင်းစလည်းဖះဝင့်တက်ပြီးတော့အသေးရှိနေတဲ့ရေကွက်ကိုမှန်းပြီးတော့ငါအထက်ဆရာ အပေါင်းတို့ရဲ့အမိတ်ငါတင်းစရဲ့အမိတ်ဟောဒီကြာသာပရိသာဖြစ်ပြက်နေတာတယောက်ယောက်ကပညာနဲ့တက်ခိုက်ထားတာဆိုရင်ငါအရှိအခုရောက်စီတာမန်ဖျားတာနာတာဆိုရင်ဒီအတိုင်းပဲလှဲနေစီအဲ့ဒီလိုဆိုပြီးတော့ကျန်းကိုလက်နဲ့ပုတ်ပြီး ရေးစင်းအနှဲငယ်နဲ့လှမ်းတောင်းလိုက်တဲ့လဲနေတဲ့မဟာလင်အနှဲငယ်တွန်းသွားပါတယ်တေးစားကရေးစင်းနဲ့နောက်တစ်ခေါက်ထပ်တောင်းလိုက်တော့အမေအေးတယ်အဲ့ဒီလူကြောက်ကိုရေးနဲ့ပတ်နေတယ်အဲ့ဒီလူအတန်မမနဲ့ထပ်ပြောလိုက်တော့တေးစားကရေးနဲ့နောက်တစ်ချိန်ထပ်တောင်းပြီးအေးမလာဘဲနဲ့မူရမာရများနေရင်တော့နောက်ကျောင်းကိုတန်ကျုံတွေစုပြီးနတ်ဆိုးကြီးတွေကိုတူနဲ့ထုမီးတွေနဲ့မှုတ်ကွာအဲ့ဒီလူအမိတ်ပြန်လိုက်မှာ လဲနေတဲ့မဟာလင်တေစာအရှိကိုဘုံငနေရောက်လာတာမို့တေစာကကဲငါအရှိရောက်ပြီဆိုတော့နတ်ဆိုးကြီးတွေချုပ်ထားဝိုင်းထားကြစမ်းငါ့ကိုချုပ်မနေနဲ့ငါအစင်းနဲ့မင်းရဲ့နတ်ဆိုးတွေကိုအသာအရာလေးနိုင်နေကွနိုင်နာမနိုင်နာ ပြောမနေနဲ့မင်းရယောက်ျားလားမိန်းမလားတေစာကအဲ့ဒီလိုမေးလိုက်တော့ဝင်ပူးနေတဲ့သူကမပြေပဲနေတာမို့တေစာက မဟာရဲ့မိသားစုကိုကဲခမည်းတော်သားကိုပြူစားထားတာအချောင်ကြီးပြ ယောက်ျားလားမိန်းမလားမေးတာမဖြစ်ဘူးအချောင်လားနှက်ကြော်လားငါ့ဖုံးကြီးကွာအဲ့ဒါကြောင့်မဖြစ်တာဒေဇလည်းအဖြေကိုတီးလိုက်ပြီးနောက်တာတနာကိုခူတုံးလုံးနေတဲ့ဖုံးကြီးအယောင်ဆောင်ကဝေအားကဲဒါဆိုလဲပြောရတာပေါ့တင်ငန်းကိုအားနာပေးမယ်မင်းတို့လုံးတင်တာလုံးရမှာပဲကံရကံရှင်မဟာကိုဘာလို့လှုပ်ထားတာလဲမင်းဖြေစမ်းဘူးကလက်တိုက်လို့ကွာငါ့ကိုမယုံမကြည်နဲ့လာပြီးတော့လိန်စားညာစားလို့လာပြောလို့လေမင်းရပါလို့လို့ ။ "तू ကလိန်စားညာစားလို့ပြောတာလေ။ငါကတပွဲတို့အဆောင်တွေဘေးရင်ရဲတရားတွေလောက်တာ။ငါလဲငါပညာနဲ့အမှန်အတိုင်းလောက်တာပဲ။ဒီကောင်ကငါ့ကိုဘူးကလန့်လာတိုက်ပြီးလိန်စားညာစားလုပ်နေတာလို့ပြောတာကွာ။ဒါနဲ့မင်းကဘာလုပ်လိုက်လဲ။အပင်းထဲလိုက်တာလေ။ဒီကောင်ကဘာကိုမှမယုံတော့ထဲရတာလွဲတဲ့ဟေ။ဒါဆိုရင်ငါကစီရင်ထားတဲ့ငပြောသည်မင်းစားရဲလားလို့မေးလိုက်တာ။ဟာဟာစားရဲတယ်ဆိုပြီးစားလိုက်တာ။အပင်းမီသွားပါရော။ သူကံမြင့်နေလို့မထီသေးတာလှုပ်ထားတာတလားလောက်ကြာမှကံနေနေချိန်မှာထိပ်ပြီးငါလဲတရဲနှစ်ကောက်ထဲ့ပေးလိုက်တာပဲအဲ့ဒီလိုစုံစည်းအောင်ရှင်းပြနေရမို့တေစလည်းခေါင်းတငိမ့်ငိမ့်နဲ့နားထောင်နေချိန်တေစအငိုင်းမိနေခိုင်ဖုံကြီးကဝေကဆက်နဲ့ပြစ်လိုက်တော့ဆက်ထိပ်ပြီးတေစသွေးအံ့လာပြီးတော့မူးမိုက်သွားပါတယ်တဲငါအရှင်ကိုများထိပါရဲတယ်လို့ငါဟဲ့သူ့နန္နာတေစတဲ့လာလျောဟင်သူ့နန္နာတေစပေါ်လာပြီး ကံဝေကိုအလင်းတန်းနဲ့ပြစ်ပြီးတော့ဖမ်းချုပ်ထားပါရင်အဲ့ဒီနောက်တေဇာရဲ့တန်ရာကိုလက်နဲ့တက်ပြီးကုသပေးလိုက်တော့ဘဂတိအတိုင်းပြန်တက်တာသွားရင်တေဇာလည်းငါ့မင်းအမမဟုတ်လို့မဟာကိုပြန်ပြီးတော့တောင်းပန်ခိုင်းမှုဟာမင်းဟာတေချင်းတပါဆိုတော့လေသူ့နန္နာတေဇာတင်းမုံနဲ့ထုကွာအဲ့ဒီလိုပြောလိုက်တော့သူ့နန္နာတေဇာလည်းတင်းမုံနဲ့မထုပဲနေတာကြောင့်တေဇာကသူ့နန္နာတေဇာဘာလို့မထုတာလဲမှန်မအရှင်သူဝတ်ထားတဲ့သင်္ကန်းကြောင့်မှာ ဖယားသားတော်များဝိစင်နဲ့တင်ငန်းဝှထားသူအားကျွန်တို့နှိမ့်ဆက်ခွင့်မရှိကြောင်းမှာဒါဖြင့်ဘလို့လုံးရမလဲအရှင်ကိုယ်တိုင်အတိတ်ထံမီတင်ငန်းကိုခွာထုတ်လိုက်ပါအရှင်ကောင်းပြီလေလောကပါလာကိုစောင့်ကြက်နေတဲ့နမင်းကြီးများကိုအတိတ်ထံပြုပါရင်ဒီဖုန်ကြီးအယောင်ဆောင်ကဝင်းအားစုံမဖို့အတွက်တင်ငန်းကိုဖယ်ထုတ်ပေးကြပါအဲ့ဒီလိုအတိတ်ထံမီနောက်ဖုန်ကြီးကဝင်းဝှထားတဲ့တင်ငန်းလဲပျောက်ကွယ်သွားတာမို့သူ့နန္နာတေးစလည်း တန်ချုံအရှိများကိုပါတိမ်မုံနဲ့ထုလိုက်တာကြောင့်ရလိုက်စမ်းငါကောင်းကို မထုနဲ့မထုနဲ့ရစမ်းအဲ့ဒီလိုဆိုပြီးသူနန္နာတိတ်ဆာကို ပုတ်ထုတ်လိုက်တော့သူနန္နာတိတ်ဆာကတိမ်မုံနဲ့လက်ကိုထုချလိုက်ပါတယ်အာငါလက်ကျိုးပါပြီဖေယောင်မင်းတတိရှိရင်ဒီညငါနဲ့ပညာပြိုင်မယ်ဒီနီးနဲ့ငေါ့မနှိမ့်ဆက်နဲ့ရက်လိုက်သူနန္နာတိတ်ဆာကောင်းပြီလေမင်းနဲ့ငါပညာပြိုင်မှုငါလက်ခံတယ်ဒါပေမဲ့ မင်းလှုပ်ထားတာတွေအကုန်ပြန်ယူသွားပြီးရင်မင်းသင်ငန်းဝင်မလာနဲ့ရတယ်ဒါဆိုရင်ငါ့ကိုချုပ်ထားတာတွေဖြီးပေးငါလှုပ်ထားတာတွေပြန်ယူသွားမယ်အဲ့ဒီလိုပြောတာမဟုတ်တေးစားလဲချုပ်ထားတာများကို ဖြီးပေးလိုက်တော့ဖုန်ကြီးကဝေလင်သူလှုပ်ထားသမျှအကုန်တက်ယူပြီးထွက်သွားပါတယ်ဖုန်ကြီးကဝေထွက်သွားတာနဲ့မဟာလေးအနောက်ကိုလဲကျသွားပါတယ်တေးစားကမဟာငယ်ပါဇက်ကိုဟပြီးစေးမို့အနေငယ်ကိုထည့်ပြီးတော့ရေးတိုက်လိုက်တဲ့အခါ မဟာပါဇက်အတွင်မှကြွက်သေးတကောင်နဲ့အရေးမဲမဲမြအန်ထွက်လာတဲ့အဲဒီနောင်တေဇာကစေးတလုံးထပ်ပြီးတော့တိုက်လိုက်တဲ့အခါမဟာအားရင်မြပြန်ပြစ်လာတဲ့အဲဒီနောင်တေဇာလည်းကောင်းလေမေးရအတော်ဘူးကလန့်နိုင်တာပဲအခုလေငါကယ်ပေလို့တာပေါ့မဟုတ်ရင်မေးသေးသွားမှာဆရာကျောက်ကိုပညာနဲ့လောက်တာတကယ်ကြီးလားယင်တေဇာလည်းကိုနှဖူးကိုပုတ်ချလိုက်ပါတယ်အဲဒီကြမှာဘေးကမိသားစုများကငါသားအဲ့ဒီလိုမမေးရအောင်လေ အဖေတို့မျက်မြင်မဲသားရဲ့။ဩဆရာကြုံတောင်းမှန်ပါတယ်။နောက်ဆိုရင်ဘူးကလတ်မတိုက်တော့ပါဘူး။ယတိပေးပါတယ်။အေးပါဟုတ်ပါပြီ။ကဲသူ့ကိုထမင်းလေးပြင်ပေးလိုက်ကြပါဦး။သူ့စာနေရောပေါ့။အဲ့ဒီလိုပြောလိုက်မှမဟာရဲ့ညီမနှစ်ယောက်ကထပြီးတော့ထမင်းစားဖို့ပြင်ပေးပါတယ်။တေးစားကငတ်တင်းကိုငတ်တင်းမင်းရဖုန်ကြီးเจ้าကပင်ရည်ကျိုးနဲ့ပင်ရည်ရီတွားဆွန့်ကျင်ပြီးရင်ပင်ရည်ရီကိုအိမ်အနှံ့ဖြန်းပေးပြီးတော့အိမ်ဝိုင်းပက်ပက်လေကိုပင်ရည်ကျိုးတာပေးထားလိုက် ဟုတ်အကိုကျောင်းအခုသွားယူလိုက်ပါမယ်။ငတ်တင်လေတင်းစခိုင်းတဲ့အတိုင်းဖုန်ကြီးเจ้าကိုပရက်ရည်နဲ့ပရင်ကျိုးသွားဆွမှာရင်လမ်းတလျှောက်မဟာကိုပယောကကုပေးကြောင်းတွေးသမျှလူကိုပြောပြခဲ့ပါရင်ငတ်တင်လေမဟာအိမ်ကို ပြန်ရောက်တဲ့အခါမဟာကထမင်းစားပြီးနေပါပြီ။ငတ်တင်ကဟေ့အောင်မဟာ စားလို့မှကောင်းရလားကွာ။ကောင်းဆိုရင် လေးလုံးချက်ကိုအတားလေးပဲငတ်တူရင် အရင်ကတစုံမနေကျွေးရတာအခုကြည့်စမ်းဘလောက်တောင်ကွာသွားလဲလို့ ဟုတ်ပါဗျာကဲအကိုယူခိုင်းတဲ့ဟာတွေပါလာပြီကျုံလို့ရမှာလားငတင်းကမဟာအဖေနဲ့စကားပြောပြီးတေဆာကိုမေးလိုက်တော့တေဆာကအေးပေါ်ကွာဒီမှာငတင်းမေးမှမလုပ်ပေးရင်ဆရာတော်ခေါ်ပြီးတော့လောက်ခိုင်းမို့လားဟာမဟုတ်ရတာဗျာကျုံကကျုံလုံးမအစွမ်းထပ်ပါမလားလို့တွေးနေတာမတွေးနဲ့ငတင်းရဲ့မင်းကိုမင်းယုံရမယ်ဖះကိုယုံရမယ်ဒါဆိုရင်အစွမ်းထပ်ပါပြီဟုတ်ဒါဆိုရင်လည်းအခုလုံလိုက်တော့မယ်အေး ထူးခြားတာတွေ့ရင်ပြန်ပြုံးငတ်တယ်လေတရင်လုံးကိုပရိတ်ရည်ဖြန်ပြီးတော့ဝိုင်းသေးရှိသမျှပရိတ်ရည်လိုက်ဖြန်ရင်ဝိုင်းဝါးမှရှိတဲ့တမာပင်ကိုဖြန်လိုက်ချိန်မှာ အတန်နဲ့အတူမြေပေါ်ကိုအယိုးနှချောင်းကျလာတာမို့ငတ်တယ်လေပရိတ်ရည်နဲ့လောင်းချလိုက်ပါတယ်အဲ့ဒီနောက်အယိုးနှချောင်းကိုယူကအိမ်မော်ကိုပြန်တက်လာပြီးတေစာကို ပြလိုက်တော့တေစာကဒီကြွတဲ့နဲ့အဲ့ဒီအယိုးတွေကိုရေနံစီလောင်းပြီးတော့မီးရှို့လိုက်ငတ်တယ်လေ တေးစခိုင်းသမျှအကုန်လုံးပြီးချိန်မှာ တေးစကမဟာညကျရင်မင်းတို့လုတ်တဲ့ဖုံးကြီးကဝေနဲ့ငါနဲ့ပညာပြိုင်မှုရှိရင်စိတ်ဝင်စားရင်လိုက်ခဲ့ပေါ့ငါတင်မင်းရောပဲကျုပ်ကတော့လိုက်မယ်အကိုရအကိုကိုယုံနေမဟာမင်းရောငါတင်ကအရင်ထပြေးလိုက်ပြီး မဟာကိုပြန်မေးတာကြောင့်မဟာလည်းလိုက်မယ်ဗျာတေးစလည်းခေါင်းငိတ်လိုက်ပြီးနောက်မဟာတို့မိသားစုကိုအားလုံးကိုမှားစရာရှိပါတယ်ဘာလဲဆိုတော့မဟာကိုလုတ်တဲ့သူ ဘဲသူဘဲဝါဆိုတာဘသူ့ကိုမှမပြောပါနဲ့လို့မှားချက်မှားတယ်။အဲ့ဒီလိုမှားပြီးတော့ငတင်းနဲ့အတူအိမ်မော်ကဆင်းလာပါတယ်။လမ်းမှာတေးစားကငတင်းမင်းဟိုပါလို့နေရာတကာခိုင်းနေရတာလဲဆိုတာသိလား။မသိဘူးလေ။ဘုံကြီးเจ้าဆိုတော့အကိုမသွားကျင်လို့များလား။မဟုတ်တာ။မင်းနဲ့ကြိုက်နေတဲ့မဟာရဲ့ညမနှင်းဖြူမင်းဟိုပို့ပြီးတော့အာကိုကျင်လာအောင်လို့ပေါ့ငတင်းရဲ့။အာဗျာအကိုကဘလို့တီးသွားတာလဲ။ကျုပ်တို့ကြိုက်နေတာဘသူမှမသိပါဘူး။ ငါသိတယ်လေငတင်ရဲ့ဒီညမဟာငါးစီကပညာခံယူဖို့ခွင့်တောင်းလိုက်မယ်သူ့ကိုသင်ပေးမှာအောင်လင်းပညာတော့မဟုတ်ဘူးဂါရာမန်တန်တွေပဲဟုတ်လားကျုပ်ကတော့မှတ်ညံကမကောင်းတော့အဲ့ဒါမသိခြင်းဘူးအထက်လန်းပညာလို့ရုံရုံရှင်းရှင်းလေးပဲသင်ကျင်တာအေးပါကွာမင်းဖြစ်ကျင်တာဖြစ်လာမှာပါကွာဒါနဲ့ဒီညနှင်းဖြူနဲ့ချင်းထားတာသွားရအောင်မှာမလားအကိုကဒါလဲသိနေတာပဲငါကနေရပါသိရဲ့ ငါမင်းကိုအကူကြီးတောင်းစီရာရှိသေးရဲ့ဒီရွာမှာအိမ်နဲ့ဝိုင်းငှားမဲ့သူမရှိဘူးလားအခုနေတာခဏအကူကြီးတောင်းထားတာမို့ပြီးတော့ရွာအစွန်လောက်လိုချင်တာရှိတယ်ရွာအစွန်မှာအိမ်အကျဲကြီးပဲခြံလဲအကျဲကြီးပဲအကူနေချင်းနေလို့ရတယ်အဲ့ဒါကြုတ်ပိုင်တာအေးကွာဒါဆိုရင်လည်းကျေးဇူးပဲနောက်မှပြောင်းမိနေလိုက်မယ်မင်းရဲ့မင်္ဂလာဆောင်မှစောင့်ဦးမယ်နေပါဗျာညကျရင်ဘယ်အချိန်သွားမှလဲမောင်စာပြောတာနဲ့မဟာကိုခေါ်ပြီးတော့ငါအိမ်ကိုလာခဲလိုက် ငါစောင့်နေမယ်ဒီလိုနဲ့ငတင်လေသူ့အိမ်သူဝင်းနေခဲ့ပြီးတေစားတယောက်လည်းအိမ်ကိုပြန်လာခဲ့ပြီးတော့လိုအပ်တဲ့အင်းများကိုနှိုးထားလိုက်ပါတယ်ညနေမှောက်စာပြောတာနဲ့ငတင်နဲ့မဟာလေတေစားစီရောက်လာကြတယ်တေစားတို့လည်းချက်ချင်းရွာအပြင်ထွက်လာပြီးဟိုဖုန်ကြီးအယောင်စောင့်ထားတဲ့ကဝေးကောင်ငါအရှိရောက်စင်တေစားအဲ့ဒီလို အမိတ်ပြန်လိုက်တော့လေဘော်ကလူတယောက်လွှားကနေခုံစင်းလာပြီးဆက်နဲ့ပြစ်လိုက်တာမို့တေစားကအနောက်ဆုံးကြရော့ကွာ အဲဒီလိုဆိုကငတင်နဲ့မဟကို အနောက်ကိုပို့ပြီးတော့စက်ကိုလက်နဲ့ရိုက်ချလိုက်ပါတယ်အဲဒီနောက်တေစာကငတင်နဲ့မဟရဲ့ပပက်လေကိုစီးဝိုင်းတားပေးလိုက်တယ်ဒီအပြင်ကိုမထွက်နဲ့ဒီအထက်ရနေပဲကြည်နေအဲဒီလိုပြောပြီးတော့ကဝေကောင်ဘက်ကိုလှဲ့ကတေစာကကဝေကတုံမင်းဟာပညာပြိုင်ကျင်တာဆိုတော့မင်းဘက်ကစပြီးတော့တိုက်ဆန်းအဲဒီလိုဆိုလိုက်တော့ကဝေကောင်ကတေစာကိုကြည့်ပြီးမင်းရဲ့မူလရုပ်ကိုထုတ်ဆန်း ငါလဲငါရဲ့မူလရုပ်ကိုထုတ်မယ်။အဲ့ဒီလိုပြောလိုက်တော့တေဇလည်းလက်နှစ်ဖက်ကိုပိုက်ပြီးမင်းရဲ့မူလရုပ်ကိုပဲထုတ်ရမှာငါရဲ့ရုပ်ရည်ရာဒီအတိုင်းပဲမင်းရဲ့မူလရုပ်ပုံကိုထုတ်လိုက်တော့တေဇအဲ့ဒီလိုပြောလိုက်တော့သံဝေကောင်ကသူ့ရဲ့မူလအသွင်ပြင်ကိုပြောင်းလိုက်တဲ့အခါခေါင်းကအမောက်တထွားခန့်ထွက်လာပြီးပါးစပ်ထဲကအရေးများထွက်လာပြီးတော့လူတရံပြောက်သွားပါတယ်အဲ့ဒီနောက်လက်ကိုဝှင်းရမ်းလိုက်တော့အဝါရောင်ဆက်များထွက်လာက ေစာစီပြင်းဝင်လာပြီးတော့"ကဲ၊ရော့ကွာ"အဲဒီလိုဆိုကတေစာလည်းခန္ဓာကိုယ်ကဆက်ရောင်ကြီးများဖြန့်ချလိုက်တဲ့အခါဆက်များကလှင်းမြန်စွာပြေးထွက်လာပြီးအချင်းချင်းထိကပေါက်ကွဲသွားပါရင်ချက်ချင်းပင်ကံဝေကောင်းကခန္ဓာကိုယ်ကိုတပတ်လှဲ့ကလက်နှစ်ဖက်ကိုစန့်တန်းလိုက်တဲ့အခါအစိမ်းရောင်စက်တန်းကြီးတေစာအရှိကိုတွန်းဝင်လာတယ်တေစာလည်းတတိကြီးစွာထားပြီးတော့အင်းတစ်ချက်နဲ့ပြစ်ပေါက်လိုက်တယ်စက်တန်းကြီးပေါက်ကွဲသွားပြီးနောက်ကံဝေကောင်ဟာ သူ့ရဲ့နောက်ဆုံးပညာဆက်ဖြစ်တဲ့ငရေမိကိုထုတ်ပြီးတေစာကိုနဂါးတကောင်ကဲ့သို့မှုန့်ချလိုက်ပါတယ်တေစာလည်းလက်နှစ်ဖက်နဲ့ကထားပြီးငရေမိများကအလွန်တရာပူပြင်းတော်မူအန်ကျိတ်ပြီးစောင့်တွန်းလိုက်တော့ငရေမိများဘေးကိုလွင့်စင်သွားပြီးတေစာလည်းအနောက်ကိုချိန်ငါလန်းခန့်လွင့်သွားပါတယ်တေစာကအာတင်းပြီးတော့ပြန်ထလိုက်ကတက်တက်ရောင်ဆက်နဲ့ကံဝေကိုပြန်ပြီးပြစ်ချလိုက်တယ်ကံဝေကောင်ဆက်ထိမှန်ပြီးအလူးအလဲဖြစ်နေချင်း အင်တချက်နဲ့ထပ်ပြီးတော့ပြက်လိုက်ပါတယ်။ကဝေးကောင်းလေးလူပုံဖြစ်လိုက်ကဝေးပုံစံပြောင်းလိုက်နဲ့မီးတောင်များချာမှငိမ့်တပီးပျောက်ွယ်သွားပါတယ်။တေးဆော့လေအနောက်ကိုရှိုင်းသွားတာမို့ငတင်နဲ့မဟာက ဝေးပြီးတော့ထိန်းထားပေးလိုက်ရတယ်။ရလားအကိုတတိထောင်ရတယ်မဟာမင်းနဲ့မင်းတို့မိသားစုကို တိုက်ထားတဲ့ကဝေးကောင်းသိပြီဟုတ်လား။မင်းဘူးကလန့်ပြောလိုက်တဲ့ဖုံးကြီးကစောစောကလို့ဟုတ်ကိုအဲ့ဖုံးကြီးပဲအဲ့အဲ့လူပဲအေး နောက်တခါမင်းအဲ့ဒီလိုမဖြစ်စေနဲ့အခုမှငါရှိလို့ကိစ္စမရှိပေမဲ့နောက်ငါမရှိတဲ့အချိန်တွေဆိုရင်ဘလို့လုပ်မလဲမဖြစ်စေရပါဘူးအကိုကျုပ်ကတိပေးပါရင်ဒါနဲ့အကိုကအထက်လန်းလားအောက်လန်းလားငါဟာအောက်လန်းစရာမင်းကဘာသိကျင်လို့လဲအကိုရဲ့အသက်ငါအသက်ကမင်းရဲ့နှစ်ပြန်လောက်ရှိရင်အကိုကျုပ်ကိုလည်းအောက်လန်းပညာသင်ပေးပါလားအကိုရွာမှာမရှိတော့ရင်ကျုပ်ကိုကြီးစရာရှိတာကိုကြီးလို့ရအောင်လို့ပါတေစလည်း သူနန္နာတေဇပြောတဲ့အချိန်ရောက်လာပြီမို့မင်းအတွက်ခက်ခဲလိမ့်မယ်မဟာဂါရာမန္တန်တွေကြက်ရမှတ်ရတာတော့မလွယ်ဘူးမဟာလေခေါင်းငယ်ကြာသွားတာကြောင့်တေဇကတက်ချက်ပြုံးပြီးမင်းတင်ချင်ရင်တော့ငါသင်ပေးပါမယ်ကွာဒါပေမဲ့အောက်လဲပညာမဟုတ်ဘူးနဘလူးတပါးရဲ့ဂါရာမန္တန်တွေပဲမင်းသင်ချင်သလားသင်မမယ်ဆရာသင်မမယ်ကျုပ်ကိုတပည့်အဖြစ်လက်ခံပေးပါဆရာမဟာကအဲ့ဒီလိုတောင်းဆိုလိုက်တော့ငတင်ကပါတေဇကို အကော ျုံလဲတင်ကျင်နေပြီးတော့ကျုံကအထက်လန်းပညာလဲတင်ကျင်နေဖြေးရမှာပေါ့ကွာမနေ့ပြန်နေလဲဘွဲတပွဲစီယူလာခဲ့ကြဟာဒါဆိုရင်ကျုံတို့တပည့်အဖြစ်လက်ခံလိုက်ပြီပေါ့နော်ဆရာ တေစာရဲ့စကားကြောင့်မဟာကအာရဝန်တာဖြစ်နေခိုက်တေစာကငတင်းကိုငတင်းငါ့မင်းရဲ့ဆရာလို့ပြောလို့မရအောင်မင်းမသိတာရှိရင်ငါ့ကိုမေးလို့ရတယ်မင်းကိုဂါရာမန်တန်တွင်တော့သင်ပေးလို့ရတယ်အကိုအဲဆရာပြောတာရောကြောက်မရှင်းဘူး ဆရာလို့ပဲခေါ်ပါမယ်ဗျာမနေ့ဖြန်ပွဲတပွဲစီကဘဲဟုတ်ယူခဲရမှာလေငါအိမ်ကိုပဲယူခဲကြပေါ့ကဲအခုတော့ပြန်ကြရအောင်မဟာငါအိမ်မှာပဲလိုက်အိတ်ချင်ငတင်ရတော့ကိုယ့်အိမ်ကိုပြန်မောငတင်ကတေဆစကားကိုသဘောကျသွားပြီးတပြေးကြီးနဲ့ရေကဟုတ်ကဲ့ပါဆရာဒါနဲ့လေလောကီပညာမှာနာမည်တစ်ခုလောက်ပေးပါလားငတင်ဆိုရာကြီးမကြိုက်လို့ပါမင်းရတော့တတိမတက်ခင်ရွှေထက်ရသိနေပြီကဲပါလေငါမှလည်း အရင်ကမင်းလိုညီလေးတယောက်ရှိခဲ့ဘူးလေသူ့နာမည်ကအကရဲကွာဒါရီထားပါတော့လေအခုတော့အိမ်ပြန်ကြမယ်အဲ့ဒီလိုဆိုကရွာထဲကို ပြန်ဝင်ခဲ့ကြပါတယ်ငတင်ကတိတ်ဆအားအကူအဲဆရာကြုံတွေ့ခဲ့ဘူးတဲ့ထဲကမမရရသူတွေရှိတာမိမေကောအထူးဆန်းပါလားအေးပေါ့မိမေတော့ငါဖြေပေးရတာပေါ့ငါဘွားမှပထမဆုံးသစိမ့်နဲ့တွေ့ခဲ့တာငါဆရာပြီးတော့ငါရဲ့လက်ဆွဲတော့သူ့နန္နာတိတ်ဆအား ပြီးတော့ငါဘွားရဲ့ပဲ့ကန့်ရှင်ခင်လွန်းပြီးတော့ခဏတောင်ဆုံခဲ့ဘူးတဲ့နှွေဦးတဲ့ပြီးတော့ငါရဲ့သွေးတောက်ညီနောင်ဆရာရေးခဲ့တဲ့ပြီးတော့နန်းဝတ်ဒီတဲ့ပြီးတော့ငါတူလေးထဲမော်ပြီးတော့နန်းတော်စုနန္ဒာစောင်းရည်ဒီတဲ့နတ်ပြည်ရလာတဲ့ငါရဲ့ညီမလေးနှင်းဝီလေးပါတယ်အများကြီးပါပဲကွာအကကငါညီလေးဟုတ်တယ်ဆရာတူညီအကိုလည်းဟုတ်တယ်တော်တော်များတာပဲနော်အကိုအဲဆရာမင်းတို့ငါ့ကိုအစင်ပြေသလိုခေါ်လို့ရပါတယ်ဟုတ်အကို ကျွန်တော်တောထိုင်မလို့အကိုနဲ့မဟာပဲသွားနှဲလိုက်တော့နော်ငတိန်ကပြောပြောဆိုဆိုနဲ့မလန်းမကန်းမှရှိရင်ခြုံတွေများရှိရာကိုပြေးဝင်သွားပါရင်မဟာကတော့ကိုယ့်ရဲ့အိမ်နာရောက်မှအိမ်မပြန်ရတာမို့တခုခုလိုနေသလိုခန်းစားလိုက်ရတယ်နောက်တနေ့မနဲ့စောစောထပြီးအိမ်ပြန်ကရေမိုးချိုးပြီးတော့လိုအပ်တဲ့အုံးသီးငပြောသီးများပြင်ကတေစာအိမ်ကိုထွက်လာခဲ့ပါရဲ့ဟာမဟာမေယဝတိယကောင်းလာကြလားဟိုကောင်းငတ်တင်ရောမတီးဦးစရာ ဒါနဲ့ဆရာရဲ့အမျိုးသမီးလည်းမတွေ့ပါလားရှိပါတယ်ကွာမင်းတို့လာရင် စားဖို့ရင်းနှွေးချမ်းနဲ့ကောင်းကျင်းမောက်လုပ်နေတယ်ဟာစားရသေးတာပေါ့ဆရာရဲ့ကျုံအင်းကနေဘာမှမစားလာလိုက်ဘူးဟောဟိုမငတင်းလာနေပြီဘိုးတော်ကိုင်းနဲ့မဟာရဲ့စကားကြောင့်တေစာလှမ်းကြည့်လိုက်တဲ့အခါအပေါ်ကစတဲ့လေကရုံနဲ့အောက်ကရောပစိုးနီညိုရောင်နဲ့တန့်ပြတ်နေတယ်တေစာကဟာအထက်ဆရာကြီးကြွလာပြီကတော့ကြဟေးကတော့ကြ ငတင်ကစပြီးတော့ရီလိုက်တာမို့တေဇာတို့ပါဝိုင်းပြီးတော့ရီလိုက်ကြတယ်အဲဒီနောက်ငတင်ဟာတေဇာနဲ့ဝင်ထိုင်ပြီးချိန်မှာခင်လွမ်းကကောင်းကျင်းမောင်းမကန်ယူလာပါတယ်မနေ့စာစပြီးချိန်မှာကဲအခုငါတို့အလုံးစားကြမယ်ငါအနေနဲ့မင်းတို့ရဲ့ဆရာအဖြစ်နဲ့မင်းတို့ကိုပညာသင်ပေးရမှာမို့လိုအပ်တဲ့စီးမြစည်းကမ်းကိုထုတ်ရလိမ့်မယ်ငါနောက်ကလိုက်ခဲ့ကြအဲ့ဒီလိုဆိုကအိမ်ဦးခန်းထဲကိုငတင်နဲ့မဟာကိုခေါ်သွားပါတယ်တေဇာကပွဲနှစ်ပွဲကို ခုံတစ်ခုပေါ်မှာတင်ပြီးချိန်မှာမင်းတို့တင်ကျင်တဲ့ပြင်ညာငါတင်ပေးမယ်ဒါပေမဲ့အဲ့ဒီအတွက်မင်းတို့စည်းကမ်းတချို့ကိုလိုက်နာနိုင်လားတေဇာကအဲ့ဒီလိုမေးလိုက်တော့ငတင်ရောမဟာရောဖြိုင်းတူခေါင်းငယ်လိုက်ကြတယ်တေဇာကအင်းဆောင်ရွက်တရွက်စီပေးလိုက်ပြီးအဲ့အင်းကိုကန်ပြီးလိုက်ဆိုကြကျွန်တော်တို့သည်အခုအချိန်မှစ၍လောကီပညာများကိုလေးလာစီးပူသင်ယူပါတော့မည်ထို့အတွက်လောကီဝိဇ္ဇာတို့၈၀၀၀ကျော်နှင့်အထက်ဝိဇ္ဇာ ခုလက်ဝိဇာအောက်လက်ဝိဇာနက်ဝိဇာဆေးဝိဇာစမဝိဇာမန္တန်ဝိဇာတို့နဲ့တကွနမေးကြီးများနဲ့ဘဝအဆက်ဆက်တော်ခဲ့မှုတဲ့ဆရာသမားများအားအတိပေပန်ကြားဂတိပြုအပ်ပါသည်အခုပညာဆောက်ယူချိန်မှစ၍ညီတို့တူတူတယောက်ကိုမှ နိုင်ထက်စီနဲ့မပြုလို့ပါကံငါးပါးကို မလိုအပ်ပင်မကျူးလို့မှမိမိအားမျက်ရည်ပေါက်ကြီးငယ်ကြတဲ့အထိနိုင်ထက်စီနဲ့မပြုလို့ပါမတိုက်ခိုက်ပါလို့ ဂတိသစ္စာပြုပါ၏ဤသစ္စာဖောက်ခဲ့သောသွေးအံသင်ရပါစေသာဤသစ္စာတည်မြဲနေပါကဤကဘာအတွင်ရှိဓာတ်ကြီးလေးပါအားပိုင်နိုင်စွာချုပ်ကင်ပြီးပညာတကူအစွမ်းသိတိများအစမတန်တိုးပွားရပြီးတရားဘာဝနာများကိုစောစီးလင်မြန်စွာအားထုတ်နိုင်ပြီးသာသနာကို အကျိုးပြုနိုင်ပါစေတည်းအဲ့ဒီလိုရှင်းလင်းစွာသစ္စာဆိုခိုင်းပြီးအင်းစာရွက်ကိုမြို့ချခိုင်းပါれအဲ့ဒီနောက်အခုဝစပြီးတော့ မင်းတို့ငါတပည့်ဖြစ်ပြီးအခုမင်းတို့မျိုးချလိုက်တဲ့အင်းကအရန်အစွမ်းထက်တဲ့နတ်ဘလူးကြီးတပါရဲ့ကိုဆောင်အင်းမေတေစာကအဲ့ဒီလိုပြောလိုက်တော့ငတင်နဲ့မဟာကဒါဆိုရင်ဆရာကျွန်တော်တို့ကိုတိုက်တာအောင်လဲအင်းမဟုတ်ဘူးပေါ့မဟုတ်ဘူးငတင်မင်းကိုတိန်ခါလို့နာမည်ပေးလိုက်မယ်အခုဝါစပြီးမဟာနဲ့တိန်ခါပညာကြီးအကိုတွေဖြစ်သွားကြပြီမဟာနဲ့တိန်ခါလည်းတေစာကိုဒူးထောင်အယိုးသေးပေးလိုက်ပြီးတော့ကျွန်တော်တို့ညီကိုနှစ်ယောက် ဆရာစကားကိုနားထောင်ပြီးတစ္ဆာရှိပါမယ်။အဲဒီလိုပြောလိုက်တော့တိစလည်းဝမ်းသာအားရဖြစ်ပြီးတင်ခဒါကမင်းလိုချင်တဲ့ပညာတွေပါတဲ့စာအုပ်မဟာမင်းရညာတိုင်းတရားထိုင်ရမယ်။အဲဒီလိုပြောလိုက်တော့တင်ခကစာအုပ်ကိုဖွင့်ကြည့်လိုက်တော့စာအုပ်ကဗလာတက်တက်ဖြစ်နေတာမို့ဆရာစာအုပ်ကဗလာကြီးအထဲမှာဘာမှမပါဘူး။အေးငါပြောဖို့မင်းနေသေးတာမင်းတို့တောင်းလိုက်တဲ့အင်းအစွမ်းနဲ့မင်းတို့ကိုအခြေခံပညာပေးလိုက်ပြီး တိန်ခမင်းလည်းတရားထိုင်ပတိစေရမယ်မင်းရဲ့တမာရီကိုအခြေခံပြီးစာရွက်ပေါ်ကစာရီပေါ်လာလိမ့်မယ်မဟာကတရားထိုင်ရင်နဲ့ထူးခြားလာရှင်ငါစီကိုပြန်လာခဲ့ကြအင်းအစွမ်းနဲ့ထူးခြားလာမှာပါတေဇာကအဲ့ဒီလိုပြောလိုက်တော့တိန်ခနဲ့မဟာလည်းသဘောပေါက်သွားပြီးအိမ်မော်ကပြေးစင်းသွားကြပါတယ်အဲ့ဒီနောက်မှာတော့ပညာတွေဆက်တင်နိုင်မှုတမာရီတွေတက်အောင်စူးစားကြနေတော့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာလန်လေးကတော့ စာရေးဆရာလင်းတေစာရေးသားထားတဲ့တေစာနဲ့ဖုန်းကြီးကဝေးဆိုတဲ့ဇလန်လေးရဲ့အစာဆုံးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇလန်ကောင်းလေးတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်။နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရယ်ရှင်။